ခုနကတော့ကျွန်တော်စာလေးတစ်ချောင်းဖတ်လိုက်ရတယ်အရင်တန်ဖို့ရှိလို့ကျွန်တော်ပြန်ပြီးတော့မှမျှဝေတာအဲ့တော့အဲ့ဒီစာလေးကဘာလဲဆိုတော့အခန်းထဲမှာတဲ့ကြောက်စရာအကောင်းဆုံးလူတစ်ယောက်ကတဲ့အတန်အကျယ်ဆုံးလူလည်းမဟုတ်ဘူးတဲ့ညံအကောင်းဆုံးလူလည်းမဟုတ်ဘူးတဲ့အတော်ဆုံးလူလည်းမဟုတ်ဘူးတဲ့အတန်မာဆုံးလူလည်းမဟုတ်ဘူးတဲ့ကြောက်စရာအကောင်းဆုံးလူတစ်ယောက်ပဲရှိတယ်တဲ့ तू ကဘယ်လိုလူလဲဆိုတော့ဘသူစီကမှဘာမှမလိုချင်တဲ့သူ ဘာမှမလိုအပ်တဲ့သူဘာမှရဖို့မျော်လင့်မထားတဲ့သူတဲ့တိတ်ကိုကောင်းတဲ့နော်စာကြောင်းလေးပဲအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေဘဝမှာ very dangerous person ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘသူစီကမှဘာမှမလိုချင်ပါနဲ့ဘသူစီကမှဘာမျော်လင့်ချက်နဲ့မှတွားပြီးတော့မှမချင်းခတ်ပါနဲ့အဲ့တော့လူတွေကတိတယ်နော်ကိုကလူတွေစီကနေပြီးတော့မှ ယာယူလိုတဲ့စိတ်တွေလိုချင်တဲ့နော်စိတ်နဲ့ချင်းကပ်ပြီးဆိုလို့ရှိရင်ပေးကြတယ်သူတို့ကသိတယ်။ကြောင်းမလို့ကျွန်တော်တို့ကလူတွေစီကနေဘာမှမလိုချင်တဲ့သူဖြစ်အောင်ကျွန်တော်တို့စ조사ဖို့လိုတယ်။ဒါမှသာလင်ကျွန်တော်တို့ကလောကမှာ dangerous person ဖြစ်ပြီးတော့မှလူတွေကကိုယ်ကိုလေးစားနိုင်မယ်။နော်လူတွေကကိုယ်ကိုလေးစားပြီးတော့မှကိုယ်နဲ့လက်တွဲကြနိုင်မယ်။ကျွန်တော်လည်းအဲ့ဒါကိုကျွန်တော်ကျင့်သုံးတယ်။အဲ့ကျွန်တော်ဘသူနဲ့တွေ့တွေ့နော်ကျွန်တော်ဘသူနဲ့ပဲခင်ခင်ကျွန်တော်သူတို့စီကနေဘာမှလည်းမလိုချင်ဘူး။ ဘာမှလည်းမရခြင်းဒါပေမဲ့တခုပဲကျွန်တော်အပေးခြင်းတယ်သူ့ကိုဘာပေးလို့ရမလဲဘာလေးလုပ်ပေးလို့ရမလဲအဲ့ဒီအတွက်ကိုလည်းကျွန်တော်ဘာမှပြန်ပြီးတော့မမျှော်လင့်ဘူးเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေနဲ့ကျွန်တော်ပေါင်းသင်းဆက်ဆံတဲ့အခါမှာရည်ရှည်သွားလို့ရတဲ့ long term relationship တခုကိုကျွန်တော်တိဆောက်လို့ရတယ်เนาะအဲ့လိုမျိုးပဲねကိုကလူတွေစီကနေပြီးတော့မှလူချင်းတဲ့စိတ်ရချင်းတဲ့စိတ်ပေါင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ short term ပဲကျွန်တော်တို့သွားနိုင်နေပြီအဲ့တော့ ဒီထက်ကနေပြီးတော့မှတွေးစရာတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တွေးစရာတစ်ခုရရဆိုလို့ရှိရင်တော့ comment မှာ yes လေးပေးပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်မှာမင်္ဂလာရှိသောနေ့ဖြစ်ပါစေ